မိခင်ကိုစော်ကားမီလို့တိတ်တာဘဝရောက်ရသူဆင့်ကိုဆိုတဲ့မြို့ငယ်လေးမှာမတ်တင်များနဲ့မတ်တင်လှဆိုတဲ့ငွေချင်းညီမနှစ်ယောက်ရှိပါတယ်သူတို့နှစ်ယောက်ကအဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်အကြီးမားမတ်တင်များကတော့အိမ်အထွက်ကူဖို့ကူဖက်မရပဲသူမအထွက်အဝတ်အစားအလှအပါနဲ့အိတ်ဖို့စားဖို့ကိုသာတည်ရသူတူဖြစ်ပါတယ်အငယ်မလေးမတ်တင်လှကတော့ အိမ်အလုပ်တွေကိုအတူတူကိုညီလောက်ကန်ရင်တိတက်လိမ်မာသူတူဖြစ်ပါရဲ့ငယ်စဉ်ကလေးကအဖွားလက်ပေါ်မှာကြီးပြင်းလာကြသူတွေမို့သူမတို့အတွက်တော့အဖွားဟာမိခင်တူတပွဲပါပဲအမေကျမကိုပတ်စံနေနေပြပါအောင်ကျမလက်သေးအလှသွားပြင်ကျင်လို့ပတ်စံပတ်စံအမြဲတည်းပတ်စံလာတောင်းနေတာငါမှလည်းမရှိတော့ဘူးဟွအမေတို့ကပတ်စံတောင်းရင်ဘတော်မှမရှိဘူး ကျမဖာသာရှာယူပြီးသွားတော့မယ်။အဖွားဖြစ်သူနဲ့အမဖြစ်သူတို့ရဲ့စကားကိုကြားပြီးမတင်ငါကတော့စိတ်မကောင်းဖြစ်နေမိပါရဲ့။နင်တို့ရဲ့ညီမနှစ်ယောက်ရှိတာနင်ကတော့အပြင်းထူဖို့တုံးဖို့ဆွဲဖို့ပဲတည်ရဲ့။အိမ်အတွက်နည်းနည်းလေးပြန်ကြည့်ပါအောင်လား။အဖွားဖြစ်သူရဲ့အပြောကြောင့်မတင်များလည်းစိတ်တူသွားပြီးအဖွားဖြစ်သူနဲ့အချီအတင်စကားများကအင်္ဂါနဲ့ထွက်သွားပါတော့တယ်။မတင်ကတော့ အဖွားဖြစ်သူအတွက်စိတ်မကောင်းပဲကြံနေခဲ့ရပါတယ်။ခဏအကြာမှာတော့မတ်တင်ကလည်းအရက်သေးကမှထားတဲ့မုံလေးတွေကိုတွားရပို့ဆောင်ပြီးပြန်လာခဲ့လိုက်ပါတယ်။လမ်းတနေရအရောက်မှာတော့အသိဆောင်ဆိုင်နေတဲ့မတ်တင်များကဟက်တင်ကနေမိုးကိုလာတဲ့ပတ်စံတွေငါ့ကိုပေးစမ်းမလောက်ပါနဲ့အမရင်ဒါအိမ်သုံးဖို့လေးအတွက်ပါမတ်တင်များကတော့မတ်တင်ကရဲ့ပြောစကားကိုဂရုမစိုက်ပဲ ပတ်စံကိုအတင်းလူယူကတုံလှဲခင်လိုက်ပါတော့တယ်။အမရဲ့ပတ်စံလေးပြန်ပေးပါနော်။ဒီပတ်စံလေးကမုံရောင်းပြီးရထားတဲ့ပတ်စံလေးတွေပါ။အိမ်သုံးစရိတ်လေးပါအမရဲ့မယူသွားပါနဲ့နော်။နင်ငါ့ကိုဆရာမလုံးနဲ့။ငါအသုံးလို့လို့ယူတာဘာဖြစ်လဲ။ပြောပြရနဲ့မတ်တင်များလည်းပတ်စံကိုယူကလှည့်ထွက်သွားပါတော့တယ်။မတ်တင်များတယောက်လူယူလာတဲ့ပတ်စံတွေကိုကင်လို့သူမချစ်သူလာမဲ့လမ်းစီသွားရောက်ဆောင်ဆိုင်နေပါတော့တယ်။ အဝေးကနေချစ်သူကိုလှမ်းမြင်လိုက်တဲ့အခါမတ်တင်မြလည်းပျော်ရွှင်ပြီးအပြေးသွားလိုက်ပြီမဲ့အနာကိုရောက်တဲ့အချိန်မှာတော့သူမရဲ့ချစ်သူကမတ်တင်လှနဲ့ပြုံပြုံရွှင်ရွှင်စကားပြောရင်းလျှောက်လှမ်းလာနေတာကိုတွေ့လိုက်ရတဲ့အချိန်ဒေါသအမျက်ချောင်းချောင်းထွက်သွားပါတော့တယ်မတ်တင်မြလည်းချစ်သူကိုမတွေ့တော့ဘဲအိမ်ကိုပြန်လာခဲ့ပြီးမတ်တင်လှပြန်အလာကိုစောင့်ဆိုင်နေခဲ့ပါတယ်မတ်တင်လှအိမ်ပြန်ရောက်လာချိန်မှာတော့ မတ်တင်များကကံကြောက်ရိုက်တဲ့အခါမတ်တင်ကကိုနှိပ်စက်နေခဲ့ပါတယ်။ဒါကိုတွေ့သွားတဲ့အဖွားဖြစ်သူကဟေးတင်မြမလုံနဲ့လေဘလို့ဖြစ်တာလဲကိုညမအိုဘာလို့အဲ့ဒီလိုလုံနေရတာလဲအဖွားဖြစ်သူကဝင်းဆွဲဟန်တာချိန်မှာတော့မတ်တင်များကနှစ်ယောက်စလုံးကိုတွန်းထုတ်လိုက်ပါတော့တယ်အဖွားဖြစ်သူညီပေါ်မှာလဲကျသွားပြီး မိတင်ညာညီတာဘာလို့ဒီလိုလုပ်နေရတာလဲအမေကဘာသိလို့လဲစမားနဲ့ကိုဖိုးထောင်နေတာချစ်နေတာစာပြီအမေသမီးအလိမ်မှာမတ်တင်ငါကအတင်းလိုက်တဲ့နေလို့စုံးမနေရတာညီကတက်ရောက်ပြီးတက်ရောက်နေတွဲနေတာအေးဘသူကညီကြီးစားလဲဆိုတာလူတွေကမသိကြတော့ဘူးအခုလဲသူတို့ကရိုးရိုးသားသားစကားပြောကြတာငါအသိပဲအေးညီကဘာလို့ဒီလိုတွေဖြစ်နေရတာလဲကဲသူတို့ကြိုက်သွားတော့ရောဘာဖြစ်လဲ ရေးလို့တွေ့ရလူတိုင်းနဲ့ကြိုက်နေတာမဟုတ်ဘူးလေအမေကသူ့ကိုပဲချစ်တာကျမကိုဘယ်တော့မှမချစ်ခဲ့ဘူးကျမအတွက်ဘယ်တော့မှအမေကမချစ်ခဲ့ဘူးရတယ်အမေတို့မချစ်လည်းရတယ်ကျမကိုချစ်မဲ့သူတွေအများကြီးရှိတယ်မတ်တင်များလည်းဒေါသထွက်ထွက်နဲ့ပြောပြီးအိမ်ကနေထွက်သွားလိုက်ပါတယ်မတ်တင်များကတော့မြမဖြစ်သူနဲ့သူမကိုနှိုင်းရှင်လာတဲ့အခါ အမြဲတမ်းညီမဖြစ်သူကသာအကောင်းမြင်ခံရပြီးတိကျတယ်လို့ပြောခံရနောနာရီအတွက်အမြဲတစီဝမ်းနေပြီးညီမဖြစ်သူအပေါ်မှာလည်းမနာလိုစိတ်ဝင်နေခဲ့ရသူတယောက်ပါအခုလိုနှစ်ယောက်ရှင်လာတိုင်းအဖွားဖြစ်သူကညီမဘက်ကနေပါပြီးသူမကူတာချီးကျူးနေတဲ့အပေါ်မှာလည်းမတင်များကအမြဲတမ်းဒေါသထွက်နေခဲ့ရသူပါအခုလိုသူမအပေါ်အမြဲတမ်းပြုလုပ်နေတဲ့အတွက်လည်း မတ်တင်လအပေါ်မှာတစ်နှစ်ထဲတစ်နှစ်မုံတီစိတ်တွေဖြစ်ပေါ်နေခဲ့ရပါတယ်။မတ်တင်ကလည်းဝုန်းမှုန်းနဲ့လျှောက်သွားနေရင်လမ်းဘေးမှာကြက်တကောင်ဆေးမိပြီးတည်နေတာကိုသတိထားမိသွားကအကြံတစ်ခုရသွားခဲ့ပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့မတ်တင်ကအင်ကိုပြန်ရောက်လာတဲ့အခါအင်းအမပြန်လာပြီလား။ထမင်းရောစားပြီးပြီလားမအားစားမလဲ။ ဟဲ့နင်ဒီနေ့မဟုတ်ဖို့မသွားဘူးလားဟုတ်တယ်အမရဲ့အဖွားနေတိတ်မကောင်းလို့လေအဲ့ဒါခဏနေမှသွားမှာအမစားပြီးပြီလားရင်ကျွန်မသွားယူပြီးမယ်နော်ပြောပြရနဲ့မတင်လာကမိဖို့ဆောင်လေးကိုဝင်သွားပါတယ်မတင်လာကတော့မတင်လာစားဖို့ပြင်ဆင်ထားတဲ့ထမင်းပကံလေးကိုသူ့မဝယ်ယူလာတဲ့ဈေးခတ်ထားလိုက်ပါတော့တယ်မတင်လာပြန်လာချိန်မှာတော့ဟဲ့တင်လာငါမစားသေးဘူး ထားထားလိုက်အောင်နေမဲအရင်စားထားလိုက်ပြောပြီးရနေ မတ်တင်များလည်းထွက်သွားခဲ့ပါတယ်ခဏအကြာမတ်တင်များပြန်ရောက်လာတဲ့အခါမှာတော့နောက်ပြေးမှာမုတ်ပုတ်ဖို့အတွက်ပြင်ဆင်နေတဲ့မတ်တင်လာကိုတွေ့လိုက်ရလို့ဟင်မတ်တင်လာနေထမင်းမစားသေးဘူးလားအော်အမဟိုကျမမစားသေးလို့ပါအဲ့ဒါအမေကိုအရင်ကြွေးထားလိုက်တယ်မတ်တင်လာရဲ့စကားကိုကြားချိန်မှာတော့မတ်တင်များတယောက် ုံလှုပ်ခြောက်ခြားသွားရပါတော့တယ်။အဲ့ဒီအချိန်မှာဟိတ်ခန်းလေးကနေကြုတ်ကြတဲ့ကြဲကြီးထွက်ပေါ်လာတာကြောင့်ညီမနှစ်ယောက်သားအခန်းတွင်းစီအမြန်ပြေးခဲလိုက်ကြပါတယ်။သူတို့ရောက်သွားချိန်မှာတော့အဖွားဖြစ်သူကတုံညင်ကြီးကခဏအကြာမှာပဲသိဆုံးသွားပါတော့တယ်။မတ်တင်များကတော့သူမရဲ့လုံရက်အတွက်ထိတ်လန့်လို့နေခဲ့ပါရဲ့။မတ်တင်ကတော့ ကဲကဲကြပါအောင်အမေကိုကဲပါအောင်ကျမအဖေဘာဖြစ်တာလဲမသိဘူးပြောနေရင်ကရက်ွက်ထဲကရောက်လာသူတွေထဲအကူအညီတောင်းနေပါတော့တယ်မတ်တင်များကတော့နောက်ဆုတ်ထွက်ပြေးရင်ကသူမဤထဲကစိတ်မုံထုတ်ခထွက်ကြသွားပါတော့တယ်သူမရဲ့စိတ်မုံကိုအားလုံးကမြင်တွေ့သွားချိန်မှာတော့ မဟုတ်ဘူး။ကျွန်မမဟုတ်ဘူး။အဲအဲ့ဒါတင်းလှလို့တာ။သူ့ရအမေကအခုလိုမျိုးဖြစ်ရတာ။ပြောပြီးရဲ့အခါမတ်တင်များကကြောက်လန့်တကြားနဲ့ထွက်ပြေးသွားပါတော့တယ်။မတ်တင်လှကတော့အဖွားဖြစ်သူရဲ့အတူပါကိုတဦးနဲ့ပြုလုပ်ပြီးအဖွားကိုတကြိုပြေးစည်းသွားခဲ့ပါတယ်။တညမှာတော့မတ်တင်များတရားအိမ်ထဲကိုခိုးဝင်ပြီးသူမရဲ့အဝတ်အစားနဲ့အသုံးဆောင်တွေကို လာရောက်ယူဆောင်ခဲ့ပါတယ်။ မက်ခင်များအဝတ်တွေယူနေတော့နောက်ကနေခြေစံစားတာကြောင့်လှည့်ကြည့်လိုက်တဲ့အချိန်စိတ်ဆုံးသွားတဲ့အပွားဖြစ်သူကသူမကိုအုပ်စီးပြီးကြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်နင်ငါ့ကိုတတ်တယ်အပွားဖြစ်သူကချောက်ချွေရပြောဆိုနေပါတယ် ဘက်တင်များကတော့ကြောက်လန့်နေပြီးနောက်လန်လဲကြကအနောက်ကိုစုပ်ပြေးနေရင်ကကျမမလုပ်ဘူးအမေကျမမလုပ်ဘူးဒီအချိန်မှာအဖွားဖြစ်သူကြောက်ွယ်သွားတာမို့မက်တင်များလည်းထွက်ပြေးလာခဲ့ပါတော့တယ်အဲ့ဒီအချိန်သူမနောက်ကနေလိုက်လံပြီးအဖွားဖြစ်သူရဲ့၆လန့်ခံခဲ့ရတာကြောင့်ကြောက်လန့်တစ်ချာနဲ့អော်ហិលလိုက်ပြီးပါတော့တယ်မက်တင်များရဲ့អော်ထန်ကြောင့် မက်တင်ကနိုးလာခဲ့ပြီးအနားကိုရောက်လာခဲ့ပါတယ်။မက်တင်ကလည်းကြောက်လန့်တကြားနဲ့မက်တင်ကိုကြည့်လိုက်တဲ့အခါသူ့မရဲ့နောက်မှာရပ်နေတဲ့အဖွားဖြစ်သူကိုထပ်မံတွေ့လိုက်ရတာကြောင့်အပြင်ဘက်လမ်းမစီ အော်ဟစ်ခါထွက်ပြေးသွားလိုက်ပါတော့တယ်။မက်တင်ကလည်းအမွားဖြစ်သူကိုစိုးရိမ်တကြီးနဲ့အနောက်ကနေအပြေးလိုက်ခဲ့လိုက်ပါတယ်။မက်တင်ကတယောက်ကတော့ကြောက်လန့်တကြားပြေးသွားရင်ကလမ်းမကြီးပေါ်ရောက်တဲ့အချိန် ားတိုက်ခံရပြီးအသက်သေဆုံးခဲ့ရပါတော့တယ်မတ်တင်ညာသေဆုံးသွားပြီးရဲ့နောက်ပိုင်းညာတညာမှာတော့မတ်တင်ကတယောက်အိပ်ပျော်နေရင်းကညီမလေးမတ်တင်ကအမားဖြစ်သူရဲ့အတန်ကိုကြားရပြီးလိုးလာခဲ့ပါတယ် လက်တင်ကားတယောက်အပြင်ထွက်ကြည့်လိုက်ချိန်မှာတော့အိမ်ပြင်ဘက်လမ်းမပေါ်မှာငိုကြွေးနေတဲ့မတ်တင်များကို တွေ့လိုက်ရပါတော့တယ်။ညီမလေးနဲ့အမေရဲ့ကျမမှားပါတယ်။ကျမကိုခွင့်လွှတ်ကြပါကျမကိုဒီဘဝအတွက်ခွင့်လွှတ်ကြပါ။ငိုကြွေးနေတဲ့မတ်တင်များတယောက်ထားရလိုက်ချိန်မှာတော့အကောင်ကြီးကြီးအစားအသောက်မစားနိုင်တဲ့ပြိတ္တာဘဝရောက်နေရကို မတ်တင်လှမြင်တွေ့လိုက်ရပါတော့တယ်။မိခင်တဦးသဖွဲဆောင်းလျှောက်ခဲ့တဲ့အဖွားကိုပြန်ပြောမိခဲ့တဲ့အပြင်မရည်ရွယ်ပဲစိတ်ခတ်ခဲ့မိတဲ့ဝတ်ကြွေးအဖြစ်တည်းကြောင့်မတ်တင်များတယောက်ပြိတ္တာတဦးအဖြစ်ဝတ်ကြွေးတွေပေးဆက်နေရအောင်ပါပါ။ဇလန်းလေးကိုတော့ဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။ကြည့်ရှုအားပေးခဲ့ကြသူတွေလည်းကျေးဇူးရှင်တွေကိုတိလို့ပဲဖြစ်ဖြစ်မတိလို့ပဲဖြစ်ဖြစ်စော်ကားမှုတွေမပြုမိကြစေဖို့အတွက် ြည့်ရတင်ဆက်ပေးလိုက်ပါရနော်အားပေးကြည့်ရှုခဲ့ကြလို့ဂျေဇူးအထူးမင်းတင်ရှိပါရရှင်